မင်္ဂလာပါအလုံးမနေကောင်းကြရဲ့လားကျမဒီနေ့ကစပြီးတော့ကျမပြောရမယ်ကျမပြောမယ်ပေါ့နော် ကျမရဲ့ career အကြောင်းတွေကိုစပြီးပြောပါမယ်ပြောပြမယ်ဆိုတော့ဒါလေးတွေအမှတ်တရလည်းပြန်ဖြစ်သလိုကိုတွေ့ကြုံခဲ့ရတဲ့သင်္ကန်းစာတွေလည်းအများကြီးပါလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကြည့်ရှုတဲ့သူတွေအနေနဲ့တစုံတစ်ခု ရမယ်လို့ကျွန်မပြောလင်ပါတယ်အကြောင်းမို့လို့ဒီဗီဒီယိုလေးကိုစသပြီးကျွန်မရဲ့ career first career job အကြောင်းကိုကျွန်မပြောပြပါမယ်ကျွန်မအသက်25နှစ်မှာဘွဲ့ရခဲ့ပါတယ်ဘွဲ့ရခဲ့ပြီးတဲ့အခါကျတော့ကျွန်မဦးဆုံးရန်ကုန်ကိုနေရရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရန်ကုန်မှာကျွန်မအလုပ်ဆရှာတယ်ပေါ့နော်အလုပ်ဆရှာတော့ ကျမတို့ခက်ကဆိုလို့ရှိရင်အာကျမတို့လလန်းမမီကိုနေရရောက်လာတဲ့အဆောင်နေရတဲ့အဲចောင်းသူတွေတယောက်အနေနဲ့ကျမတို့အလုတ်ကိုပေါ့နော်ရှာဖို့အတွက်ဆိုလို့ရှိရင် အရန်ကိုလလန်းမမီတဲ့အချိန်တွေမျိုးတွေကြုံရပါတယ်အဲ့ဆိုကျမအနေနဲ့အာကျမနေတာလည်းဟိုပေါ့နော်အဲ့ဒီတုန်းကဒီလှဲရန်တဝိုက်ပေါ့နော်လှဲရန်တဝိုက်ဘက်မှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့ အလုရှောင်းမယ့်နေရာမှာကျမတို့ခစ်ကဆိုလို့ရှိရင် Today Top Star လို့ခေါ်တဲ့ company ကြီးကဒီပြည်မမပြည်မမလို့ခေါ်ရပေါ့เนาะပြည်မမကုန်တိုက်ပေါ်မှာရှိတယ်ရှိတော့အဲ့ရနေပြီးတော့အာကျမအဲ့မှာအလုသားလျှောက်တယ်သားလျှောက်တဲ့ခါကျတော့အဲ့မှာပဲကျမဟိုဘာပေါ့เนาะ sales company တခုပေါ့เนาะအဲသူကဒီအယောင်ဝန်ထမ်းတယောက်ခေါ်တဲ့အတွက်ကြောင့်မို့လို့အဲ့မှာကျမအယောင်ဝန်ထမ်းကိုအာစလုပ်မယ်ဆိုပြီးတော့ကျမအလုလျှောက်ပါတယ်လျှောက်တဲ့ခါကျတော့ အာကွန်မြူနီကဒီမြန်မာရောနိုင်ငံသားရောပိုင်တဲ့ကွန်မြူနီဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီအင်တာဗျူးတဲ့အချိန်မှာအာကျွန်တော်တို့ကိုအင်္ဂလိပ်လိုဘလောက်တက်လဲပေါ့နော်အဲ့ဒါလေးလည်းမေးပါတယ်နောက်တစ်ခါကျတော့အဲ့ဒီ Today Top Star ရဲ့အထက်မှာကျွန်တော်တို့အင်တာဗျူးခင်မှာပေါ့နော်ကိုလူလူတယောက်ရဲ့ဝန်ထမ်းတယောက်မှာခတ်မယ်ဆိုလို့ရှိရင် ဖြစ်ရမယ့်အရေးအသွေးတွေကိုအရင်ဆုံးသူကစမ်းသပ်တယ်ပေါ့နော်ကျမဖမ်းမိတဲ့လောက်ဆိုလို့ရှိရင်ကျမတို့ရဲ့ IQ ဘယ်လောက်မြင်လဲဆိုတာကိုသူကစန်တတိုက်စ်ပေးထားတဲ့မိကွန်းနေနဲ့သူတို့ကအာမေးပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျမတို့ကမှတ်ညံဘလောက်ကောင်းလဲဆိုတာမျိုးကိုသူကနံပါတ်တွေအများကြီးရွတ်ပြပြီးတော့အဲ့နံပါတ်တွေကိုကိုကဘလောက်မှတ်နိုင်လဲဘလောက်ရွတ်နိုင်လဲဆိုတာမျိုးနဲ့ပြန်ပြီးတော့ပြန်မေးတဲ့ဟာတွေလည်းလုပ်တယ်ပေါ့နော်လုပ်တဲ့အခါကျတော့အဲ့မေးခွန်းတွေအကုန်လုံးကိုလည်းအာ လူငယ်လေးဖြစ်တဲ့အချိန်လေးဖြစ်တာကြောင့်အသက်25နှစ်လောက်ပဲရှိသေးတယ်ဆိုတော့တော်တော်လေးကိုကြောင်းလဲပြီးစားပေါ့နော်။ကြောင်းလဲပြီးစားဆိုအုံနောက်တည်းကလည်းတော်တော်လေးထက်နေတဲ့အချိန်ဆိုတော့ဒါလေးကတော့ကျွန်မတို့ကောင်းကောင်းမွန်ဖြတ်ကျော်နိုင်ခဲ့တယ်။ဖြတ်ကျော်နိုင်ပြီးတော့အာကျွန်မအဲ့မှာဒီလုပ်ငန်းခွင်အတွက်ကိုအင်တာဗျူးခေါ်တယ်။အမ်အမ်မြန်မာအမတစ်ယောက်ပါတယ်။ပြီးသွားလို့ရှိရင်နိုင်ငံခြားသားနှစ်ယောက်ပါတယ်ပေါ့နော်။ သူတို့ကကျွန်မအာကျွန်မဘွားမှာအာအင်တာဗျူးစာပြီးဖြစ်ရတယ်အဲ့နေ့ကကျွန်မမှတ်မိရတယ်လို့ဆိုကျွန်မအမေလည်းပါလို့တနေ့ကျွန်မအင်တာဗျူးသွားပြောသွားဖြေတော့လीအဲ့ဆိုအဲ့မှာပဲကျမတို့ကိုအင်တာဗျူးပြီးတဲ့ခါကျတော့ဒီနောက်တည့်ရဖုန်းဆက်ပါတယ်ပေါ့နော်ကြောင်းပြန်ပါမယ်ဆိုတော့အဲကျမတို့လည်းဝန်သားအားနဲ့ပြန်လာတယ်နောက်ပြန်ကြတော့ရွေးလိုက်ပြီးဆိုပြီးကျမအယောင်းဝန်နဲ့ဆက်ဖြစ်တယ်အယောင်းဝန်နဲ့ဆက်ဖြစ်တော့အမှန်တမ်းပြောရင်ကျမရဲ့ပင်ကိုသဘောကကျမ အာအေးစစ်စစ်နဲ့တတ်တဲ့သူအာအလုပ်ကိုတခုကိုဆိုပါစို့ဒီစိတ်ဝင်စားနေပေါ့ထိုင်ပြီးတော့လုပ်ရငြိမ်းပြီးလုပ်ရတဲ့အလုပ်တွေကိုကျမကအပိုပြီးတော့အာတန်တယ်လို့ထင်တယ်ဒါပေမဲ့ကျမလုပ်ရတဲ့အလုပ်ကအယောင်ဝင်နေဖြစ်တယ်ကျမဘဝမှာလည်းအဲဈေးကတခါမှမရောဘူးပေါ့နော်တခါမှမရောဘူးတဲ့ခါကျတော့ဘယ်လိုပဲဖြစ်စေလူငယ်တယောက်ဖြစ်တဲ့အကြောင်းမလို့ဒီ first job ကိုကျမရအောင်လုပ်မယ်ပေါ့ကျမဈေးရောင်းတက်အောင်လုပ်မယ်ဒါပေမဲ့ကျမ သွားပြီးတော့ရှောက်တာရှောက်လိုက်တယ်ဒီအလုပ်ကကျမနဲ့ fit မဖြစ်ဘူးဆိုတော့ကျွန်မသိတယ်ဒါပေမဲ့ကျွန်မစမှာမရှိလဲဆိုကျွန်မအင်္ဂါမိဘတွေကနေပြီးတော့ကျွန်မကိုပြန်ပို့ပါတယ်ဈေးလေးတက်တာပါစေပေါ့နော်တက်တာပါစေဆိုရွေးချက်လဲပါတယ်ပြီးသွားလို့ကျွန်မကိုကျွန်မလည်းအသက်25နှစ်လဲရောက်နေပြီဆိုတော့အာဒီဘက်မှာလဲကိုယ့်ကိုယက်တိကျင်တယ်ယက်တိကျင်တာဖြစ်တော့တဲ့ကြောင့်ကိုကျွန်မအဲ့မှာအလုပ်ကိုလက်ခံလိုက်ပြီးတော့အမ်ဆိုတော့ကျွန်မအယောင်းဝန်ထမ်းကျွန်မရဲ့ first career job ကအယောင်းဝန်ထမ်းပေါ့နော်အယောင်းဝန်ထမ်းဖြစ်သွားတယ် ရောင်းဝယ်နှံဖြစ်သွားတော့အဲကျွန်မဒီရောင်းဝယ်နှံကိုစပြီးလုပ်တဲ့အချိန်မှာအဲ့မှာယောက်ျားလေးတွေလည်းအများကြီးပါတယ်အဲကျွန်မတို့မိန်းကလေး၃ယောက်ပါတယ်မှမှန်ရမိန်းကလေး၃ယောက်ပါတော့အဲအဲ့အမနဲ့လေကျွန်မအချိန်တစ်ခုကြာအဲ့ကျွန်မတို့တင်းမှာပေါ့နော်အဲမျိုးဟိုအမတယောက်ပါတော့သူကကျွန်မတို့တည်းနည်းနည်းလေးတော့အသက်ကြီးတယ်အဲဒါမဲ့ဟိုအရန်လဲအားကိုးရတယ်သူကလည်းအရန်တော်တယ်ပေါ့နော်အဲ့မှာအဲ့မှာနဲ့ဟိုကြာတယ်ပေါ့ကြာတဲ့ခါကျတော့ကျွန်မတို့ကဒီ ကျွန်တော်တို့ဖွဲ့တယ်မှာယောက်ျားလေးတော်တော်လေးတွတ်တယ်ယောက်ျားလေးလည်းပါတယ်အဲ့ဆိုဒီကျွန်တော်တို့ဥဆောင်တဲ့ team ကတခု နောက်ထပ်နောက်ထပ်ဒီတခြားတစ်ဖွဲ့ပေါ့နော်အဲ့ဥဆောင်တဲ့တစ်ဖွဲ့ကတစ်ဖွဲ့ပေါ့အဲ့လိုမျိုးကျွန်တော်ဒီကုမ္ပဏီအစ်စ်ထဲမှာကျွန်တော်လုပ်ငန်းဆောင်ဝင်ကြတယ်လာဆောင်ဝင်ကြတော့အဲ့မှာယောက်ျားလေးမင်းကလေးအဖွဲ့တွေခွဲလိုက်တယ်ကျွန်တော်တို့မင်းကလေးဆိုမင်းကလေးနဲ့မင်းကလေး၃ယောက်ပါတယ်အဖွဲ့တွေရောက်သွားပြီကျွန်တော်တို့စေးရောင်ထွက်ရတာပေါ့နော်စေးရောင်ထွက်ရတော့ကျွန်တော်တို့ နေအစုံကိုပဲအယုံကနေပြီးတော့နေသွားရတယ်ကျမတို့သွားတဲ့အချိန်မှာလေယုံကနေပြီးတော့သူဝန်ထမ်းမန်းတည်အောင်ဆိုပြီးတော့အဲယုံကအမတွေကအဲဆိုတော့သူဝန်ထမ်းယူနီဖောင်းတွေဝတ်စုံလေးတွေတခြားလေးချုပ်ပေးပြီးတော့အဲဆိုတော့သူကျမတို့လှုပ်ပေးတယ်ပေါ့နော်လှုပ်ပေးတဲ့ခါကျတော့သူတို့လည်းအရန်ကိုအဲဒီခင့်မိတဲ့ဝန်ထမ်းတွေဖြစ်အောင်သူတို့ရဲ့ company ရဲ့ profile တွေမြင်အောင်ဆိုပြီးတော့ကျမတို့ကိုအဲတော်တော်လေးကိုအဲလှုပ်ကြမလဲ ပြင်ဆင်ပြီးတော့လှုပ်တာပေါ့နော်ဟိုဒီတင်းတင်းတက်တက်လေးဖြစ်အောင်ဆိုပြီးတော့ကျမတို့လှုပ်လိုက်တယ်လှုပ်လိုက်ကျမတို့ကလည်းငယ်တဲ့အရွယ်လေးတွေဆိုတော့အဲ uniform ပေါင်းမိရှိလေးအင်ကြီးဖြူလေးနဲ့ပေါ့ကျမတို့အဲ့မျိုးရဲရပဲအဲ့ရဆိုင်ဆက်ချုပ်ဆိုင်တဲ့ဆိုင်မှာကိုဒီ uniform တွေတခြားတိုင်းပြီးတော့ကိုတိုင်းနေနဲ့ချုပ်ပေးတာပေါ့နော်ချုပ်ပေးပြီးတော့အဲ့နဲ့ကျမတို့လည်းအဲ uniform အစ်စ်လေးတွေနဲ့ပေါ့နော်အဲ့ဝတ်ပြီးတော့ကျမတို့အယောင်ဝန်ထမ်းတွေအနေနဲ့ကျမအစာပြေလှုပ်လှုပ်ခဲ့တယ် mainly ၃ယောက်ပါတယ်ပေါ့နော် ဒီကနေပြီးတော့ကျမပြောတဲ့ဗီဒီယိုကိုကျမနဲ့အတူလုပ်ခဲ့တဲ့အမနဲ့အဲနောက်ဟိုကတငယ်ချင်းတယောက်အာတွေ့ဖတ်တွေ့ခဲ့တယ်ဆိုလို့ရှိရင်ဒီဟာလေးမှာဝင်ပြီးတော့အာလာပြီး comment လေးပေးလို့ရပါတယ်လို့သူတို့လည်းကျမလိုပဲအမှတ်တရရှိနေမှာပါလို့အာဆိုတော့အဲ့ဒါနဲ့ကျမတို့အာဒီဒီစပြီးတော့ကျမရဲ့ဒီ sales ဝန်ထမ်းဘဝကိုကျမစပြီးရှောက်ခဲ့တယ်ရှောက်ခဲ့တဲ့အချိန်မှာ ကျမလာစာ၈000ရတယ် 8000ကျမလာတာ8000ရတယ်အဲ့ဒါနဲ့ကျမစူးစမ်းပြီးလုပ်တာပေါ့နော်စူးစမ်းပြီးလုပ်တယ်အဲ့မှာလေအာနေခင်းနေကြလို့ရာသီတွေကလည်းပြင်းတယ်ဒါပေမဲ့ကားကိုပေးလိုက်တယ်ကားပေးလိုက်တဲ့အချိန်မှာကားမှလည်းအကွန်လည်းဖွင့်လို့ရတယ်အမအမတို့ပေးလိုက်တဲ့ကားတွေမှာ အခုလည်းဖွင့်လို့ရတယ်ကျွန်တော်တို့ကတော့အဲဆိုတော့လူငယ်လဲလူငယ်တွေအဲ့ထက်မှာမိန်းကလေးတွေကလည်းအဲမိန်းကလေးတွေလည်းပါတယ်ယောက်ျားလေးလည်းပါဆိုကလေးတွေအကုန်လုံးကအမောင်နှမတွေလိုပဲပျော်ပျော်ပါးပါးနဲ့အလိုပဲရောင်းစရာရှိလဲရောင်းကြပါတော့ဈေးတွေလည်းဝင်ပြလို့ရှင်ပြောကြပါဘောကျွန်တော်တို့ကမရောင်းတတ်တဲ့လူတွေဆိုတော့အဲကျွန်တော်တို့ရှေ့ကနေပြီးတော့ရောင်းတတ်တဲ့အမောင်လေးတွေပေါ့နော်ကျွန်တော်တို့ထိုင်ခဲ့တဲ့မောင်လေးလည်းပါတယ်သူတို့ဆီကနေပြီးတော့အာရောင်းတဲ့ပညာလေးတွေကျွန်တော်တို့သင်ပေါ့နော် သင်ပြီးတော့ အဲကျွန်တော်တို့ဈေးတွေလည်းလိုက်ပြီးရောင်းညရောင်းညရဲ့အချိန်မှာလည်းသူတို့ပစ္စည်းက new product ဖြစ်တဲ့ခါကျတော့မြန်မာနိုင်ငံမှာအစပါစို့အဲသုံးဖို့ပေါ့နော်အဲလူတွေကဟိုဝင်လေးကြတာပေါ့နော်ဝင်လေးကြတဲ့ခါကျကျွန်တော်တို့လည်းအဲမရောင်းရလည်းမရောင်းတတ်လူကလည်းအယောင်းအည်သွေးရလည်းမရှိဘူးအဲမှာပစ္စည်းအစ်စ်ကလည်းဖြစ်တယ်ဆိုကျွန်တော်တို့ကျွန်မအနေနဲ့ဆိုအရန်ခက်ခက်ဖြစ်တဲ့ဘဝကိုရင်ဆိုင်ခဲ့ရတယ်ပေါ့နော် ်ငင်းဆိုင်ခဲ့ရတဲ့ခါကျတော့အဲ့ဒါနဲ့ပဲယောက်ျားလေးတစ်ဖွဲ့မိန်းကလေးတစ်ဖွဲ့နဲ့ရှင်ရင်ရှင်ရင်နဲ့ဘလို့ဖြစ်လာလဲဆိုတော့မိန်းကလေး၃ယောက်ပါတဲ့ဖွဲ့ဟာဘလို့မှဘလို့ပြောမလဲတိုးတက်မှုမရှိဘူးပေါ့နော်တိုးတက်မှုမရှိတဲ့ဝန်ထမ်း၃ယောက်ဖြစ်လာတယ်ဖြစ်လာတော့အဲ့ဒါနဲ့ပဲ အဲဒါပေမဲ့ကျွန်တော်တို့စူးစမ်းကြရတယ်အဲတင်းမှာလည်းမီတင်တွေလုပ်ကြရတယ်အဲကျွန်တော်တို့အခက်အခဲကိုလည်းပြောပြရတယ်ပေါ့နော်အဲဒီဒီအဲ့နဲ့ပဲကျွန်တော်တို့အချိန်၃လလောက်ပေးတဲ့အချိန်မှာကျွန်တော်တို့ကိုအဲပိုင်ရှင်အမပေါ့နော် ပိုင်ရှင်အမလေးပေါ့ဒီအကြောင်းမိန်းကလေး၃ယောက်ပါတဲ့အဖွဲ့က ဒီ၃ယောက်ကဆိုလို့ရှိရင် ပေါ့နော်ဒီဆိုတော့ဒီ sales ကိုအဲသူတို့ကျနေ target တွေအဲဒါမှမဟုတ်လို့ရှိရင်ဘယ်လိုပြောမလဲ volume တွေရအောင်မရောင်းနိုင်ဘူးဆိုတဲ့ဟာမျိုးကိုသူတို့တွေ့သွားတယ်တွေ့တော့အမှန်တမ်းပြောရရင်အဲအကုန်လုံးထဲမှာဟိုဈေးရောင်းအညံ့ဆုံးကကျမတို့ပြောလို့ရတယ်ပေါ့နော်ပြောကျမတို့ပြောလို့ရတဲ့အကြောင်းကိုကျမကြောင့်လည်းနင်နာခဲ့လေသလားလို့လည်းပြန်တွေ့တိုင်းကျမစိတ်မကောင်းဖြစ်ရတယ်ဒါမဲ့လေအဲကိုကကို့အနေနဲ့ပြောရရင် ကို့မှာဒီမှာ ဒီမှာတက်လက်မပါလာဘူးပေါ့နော်အည်သွေးကအဲ့ဘက်မှာတော်တော်လေးညံ့နေစကားပြောလဲအာမပြောတတ်ဘူးအဲကျွန်မဒီအချိန်လေးပြောပြောလာဖို့အတွက်ကိုကျွန်မဒီနှစ်ပေါင်းများစွာရင်းပြီးတော့အကျိုးစားလာခဲ့လို့ဒါကျွန်မဒီလောက်လောက်ပြောနိုင်တာပေါ့နော်တမန်ငငယ်တုန်းကဆိုလို့ရှိရင်စကားလည်းမပြောတတ်ဘူးလူတွေ့လို့ရင်ပြုံးပြမယ်အာဆိုတော့သူသူများပြောလိုက်ရင်ငြိမ်ပြီးတော့ခံနေမယ်ဒါပေမဲ့စိတ်ထဲမှာတော့အများကြီးပြောတာပေါ့နော်တယောက်တည်းတော့အများကြီးပြောတယ်ဒါပေမဲ့သူများကိုပြန်ပြောဖို့ဆိုတာကျမတအားဝင်လေးတဲ့လူတွေမှာပါတယ်ပါတော့ အဲ့မှာပဲအဟိုဆိုတော့ခင်လာခဲ့တဲ့အမတ်တယောက်လည်းရှိအဲ့ကအဲ့မှာငွေစင်းကပေါ့နော်အဲ့မမအဲ့မမတူလို့ရှင်လဲလှုပ်ဆက်ပါတယ်လို့အဆိုပါစို့အဲ့အဲ့မမကလည်းကျမဆိုသူတိတ်ချစ်တယ်ချစ်တဲ့ခါကျတော့အဲသူတို့လည်းစဉ်းစားတာပေါ့နော်စဉ်းစားတော့ဒီ main lead နဲ့ယောက်ျားလေးနဲ့ဒီ sales volume နေပြလို့ရှင်အတခြားအကြီးသွေးတွေလည်းစမ်းစစ်ပုံရပါတယ်အမတို့အနေနဲ့စမ်းစစ်ပုံရတဲ့ခါကျတော့အမနောက်ဆုံးတော့ကျမဒီ provision 3လပါပဲကျမတို့ main lead 3ယောက်ပါတယ်ဖွဲ့ရ အဲဆိုတော့အလုပ်ဖြုတ်တယ်ပေါ့နော်အဲဆိုအဲ့မှာပဲအဲကျမရဲ့အဲဒီအယောင်ဝန်ထမ်းဘဝပေါ့နော်အယောင်ဝန်ထမ်းဘဝကတခန်းချက်သွားခဲ့တယ်လို့ပြောလို့ရတယ်အဲဆိုကျမဒီမှာ ဒီချိန်မှာတော့ကျမကအလုပ်ပြုတ်သွားတဲ့အကြောင်းကိုနှစ်ပေါင်းအများကြီးကြာတဲ့အချိန်မှာရီမောမောနဲ့ပြန်ပြောနိုင်နေပေါ့နော်။ဒါပေမဲ့အဲဒီလိုမျိုးစင်တူယုံမာတွေကဘဝမှာထပ်ခါတခါကြုံတဲ့အချိန်မှာလို့ရှင်အဲ့အချိန်ကာလတွေမှာတော့အတော်တော်လေးဖြတ်တန်းရတယ်ကက်ခဲတယ်လို့ပြောချင်တယ်ပေါ့လေ။အဲ့ဆိုဒီမှာပြန်ကြည့်လို့ရှင်အဲဘာလို့တွေ့လဲဆိုတော့ကိုနဲ့မတင့်တော်တဲ့ကိုနဲ့မအပ်ဆက်တဲ့ကိုမှတဲလက်မပါတဲ့အလုပ်တွေကိုလုပ်ရတဲ့အချိန်မှာအခေါ်ခံပေးရတဲ့အဖွဲ့အစည်းမှလည်းအချိန်နဲ့ကုန်တယ် ငွေလဲကုန်တယ်အာနစ်နာတယ်ပေါ့နော်ပြီးလို့ရှိရင်ကျမအနေနဲ့ပြန်စဉ်းစားလို့ရှိရင်ကိုကတော့ဒီမိဘကအာပေးရတဲ့ဒီ လာစဉ်သုံးရမယ့်အစီအလေးတွေကိုမိဘအနေနဲ့သက်သာသွားတယ်။သို့ပါတော့လေကျမကကိုနေနဲ့ကိုနေအဆက်တဲ့အလုပ်ကြီးကိုလုပ်နေရတဲ့အကြောင်းကျမအဲ့လုပ်ငန်းထဲမှာတငယ်ချင်းနေနဲ့သွားနေရလို့ဆိုကျမပျော်တာပေါ့နော်။အနေသူတမင်းတူစားကြရဲသွားကြရဲပေါ့လူငယ်ဆိုတော့အာဒီကိုလည်းနေတွေမရောက်ဘူးတဲ့ခါကျတော့ဒီအယောင်ထွက်ရင်လည်းကျမနေတွေလည်းတော်တော်များများရောက်ကူးလိုက်တယ်။ရဘူးလေအဲ့မှာတော့ကျမပျော်တယ်။ဒါပေမဲ့လည်းကျမလုပ်ငန်းခွင်ရတကယ် quality ပေါ့နော်။အဲတခြား quality ကိုပြန်တိုင်းတဲ့အချိန်မှာကျမဒီအကြောင်းကိုကျမဘယ်လိုမှဒီ မဖြစ်မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်မအဲ့ပေါ်မှာတော့အခုခုမှကိုကိုကိုအာဒီဒီ job နဲ့ fit မဖြစ်ဘူးဆိုတာတွေ့ပြီကျွန်မဆက်လက်ဆက်မိပါတယ်လို့အဲ့ဒါနေပြီးတော့ကျွန်မကျွန်မရဲ့သုံးနာအမဒီတခန်းညက်သွားတဲ့ဟာလေးဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့တော့အာဒီမှာပြောချင်တာပါလဲဆိုလို့ရှိရင်အမ် အားမလျော့ပါနဲ့ပေါ့နော်အဲဘယ်လိုပဲဖြစ်ဖြစ်ကိုနဲ့ကို့မှာဒီလိုမျိုးအရှုံးမျိုးတွေကဘဝမှာတစ်ကြိမ်မှုတစ်ကြိမ်ကျုံနိုင်တယ်တစ်ကြိမ်မကလည်းကျုံနိုင်တယ်အကျုံနိုင်တဲ့ခါကြလို့ရှိရင်အဲကျုံနိုင်တဲ့ဟာတွေကိုသင်္ကန်းစာလေးယူမယ်ပြုလဲပြုပြင်မယ်အဲပြီးသွားလို့ရှိရင်ပြန်ပြီးလဲမွမ်းမံပြီးတော့အဲဆိုတော့ပိုကောင်းတဲ့ job တွေစီကိုနဲ့ကြိုက်တဲ့အလုပ်တွေစီကိုလှမ်းဖို့အတွက်ကိုအဲကျမတို့နေအတွေ့အကြုံကောင်းတစ်ခုရရခဲ့တယ်လို့ပြောချင်တယ်ပေါ့နော်အဲကြောင့်ဒီမှာအဲကျမပြောချင်တာက ကျမတွေးခဲ့တဲ့ဟိုဒီအဲ့လုပ်ငန်းခွင်ထဲမှာတွေးခဲ့တဲ့သူတွေပေါ့နော် အမအကိုတွေးခဲ့ရဆိုလို့ရှင်လဲအသတိရတဲ့အကြောင်းလဲပြောချင်တယ်ပြီးသွားလို့ရှင်ကျမရဲ့ဒီတွေ့ကြုံကနေပြီးတော့အရှိမအလူငယ်တွေအနေနဲ့ပေါ့နော်အဲဆိုပါဆိုကိုရှောက်လန့်တဲ့အခါတွေမှာကိုနဲ့မတင့်တော်ဘူးကိုနဲ့ကိုစိတ်ဝင်စားဘူးကိုနဲ့လုံးဝ fit မဖြစ်ဘူးဆိုလို့ရှင်အဲ့နေရာကနေပြီးတော့မြန်မြန်ဆုံးခွာလိုက်တာကောင်းပါတယ်ကိုအလုပ်ရှင်ကပဲလမ်းခွဲတာဖြစ်ဖြစ် အကွာပဲလမ်းခွဲတာပြင်ပြင်မြန်လို့ပို့တော့တင့်တော်လေးကျွန်မမြင်နေပေါ့နော်အဲ့ဒါလေးကိုမပြပြတာပါလို့ကျေးဇူးတင်ပါတယ် good night ပါ